ို Pro Editing Style ကို CapCut နဲ့အလွယ်တကူလုပ်ပြပေးသွားမှာဖြစ်ပါတယ်။အဆုံးထိကြည့်ပြီးလိုက်လုပ်ကြည့်ပါကအကိုရောအမရဲ့ Editing Skill ကို Next Level ကိုခေါ်ဆောင်သွားမှာဖြစ်ပါတယ်။ဆိုတော့စကြည်လေးရ New Project ကိုဝင်မယ်။ Okay New Project ထဲရောက်ပြီဆိုလို့ရှိရင်တော့ကိုထည့်ခြင်းနဲ့ Video တစ်ပုဒ်ကိုရွေးပြီးတော့ထည့်မယ်။နောက်တစ်ခုက Photo တစ်ခုကိုတစ်ခါရဲ့ထည့်လိုက်မယ်ပေါ့နော်။ဒီမှာဆိုလို့ရှိရင်တော့ညီမဒီတက်မီးနဲ့ပဲလုပ်ပြမယ်ပေါ့နော်။ Add တော့ Add ကိုနှိပ်မယ်။ โอเคဒီထဲကိုရောက်လာပြီဆိုလို့ရှင်เนาะတပ်နေလေးကိုကိုက over လေးလုပ်ပြီးတော့အောက်ကိုရွှေ့မယ်ပေါ့เนาะဒီ over လေးလေးကိုနှိပ်ပြီးတော့အောက်ကိုရွှေ့လိုက်မယ် ပုံလေးကိုအရှိဆုံးကိုဆွဲထားလိုက်မယ်ပြီးရင်နောက်ဆုံးက ending ကိုတခါတည်းဖြတ်ထားလိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်တော့အောက်က add over လေးကိုနှိပ်မယ်ပြီးလို့ရှိရင် video ထဲမှာအမှန်လေးတွေကွဲနေတဲ့ video လေးကိုထည့်ထားမယ်ပေါ့နော်အဲ့တော့အဲ့ဒီ video လေးကိုထည့်လိုက်မယ် okay ဒီထဲကိုကြာလာပြီဆိုလို့ရှိရင်တော့ဒါလေးကို screen အပြည့်လေးချက်ထားလိုက်မယ်ပေါ့နော်ချက်ပြီဆိုလို့ရှိရင်ဒါလေးကို duration လေးနည်းနည်းလေးချက်လိုက်မယ်ချက်ပြီဆိုလို့ရှိရင်တော့ဒီလိုမျိုးမှန်လေးတွေကွဲလာပြီဆိုတာနဲ့ကိုကဒီ video ကိုထောက်မယ်အဲ့ဒီမှန်ကွဲတဲ့ video ိုလေးကိုထောက်မယ်ပြီးရင်ဘေးလေးကိုနည်းနည်းဆွဲလိုက်လို့ရှိရင်ဒီမှာ remove bg ဆိုတာရှိရယ်နော်အဲ့ဒီ remove bg ကိုနှိပ်မယ်ပြီးရင် chroma key ကိုနှိပ်မယ် chroma key ကိုနှိပ်ပြီးပြီဆိုလို့ရှိရင်ကိုကဒီအပြာရောင်အနောက်ပိုင်းအခုမြင်နေရတဲ့အပြာရောင်လေးကိုလိုချင်တာဖြစ်တဲ့အတွက်အစိမ်းရောင်လေးတွေအစိမ်းရောင်မှန်ကွဲစာလေးတွေကိုဖြတ်မယ်ပေါ့နော်အဲ့တော့အစိမ်းရောင်မှန်ကွဲစာလေးတွေဖြတ်လိုက်မယ်ဆိုလို့ရှိရင်မျိုးမျိုးအပြာရောင်လေးတွေပဲကျန်ခဲ့မယ်ပေါ့နော်ဒါဆိုလို့ရှိရင် intensity ကိုလောကတရာထိထားလိုက်မယ်ပြီးရင် shadow ကိုလည်းတရာထိထားလိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်တော့အမှန်ကိုချက်လိုက်မယ် ဒီလိုမျိုးအမှန်ကိုချစ်ပြီဆိုလို့ရှိရင်ဒီမြလေးနဲ့တစ်ချက်ပြန်ထွက်မယ်ထွက်ပြီဆိုလို့ရှိရင်တော့ဘေးလေးကိုတစ်ခါထပ်ဆွဲလိုက်ရင်ဒီမှာ adjust ဆိုတာရှိရင်တော့အဲ့ဒီ adjust ကိုနှိပ်မယ် adjust ကိုနှိပ်ပြီဆိုလို့ရှိရင်ဘေးကိုထပ်ဆွဲမယ်ဒီမှာ hsn ဆိုတာရှိရပေါ့နော်အဲ့ဒါကိုနှိပ်လိုက်မယ်ပြီးရင်ဒီဟာကိုအစိမ်းအောင်ပြန်လိုက်မယ်နော်ပြီးလို့ရှိရင်တော့ဒီမှာ saturation ကို -100 ထားလိုက်မယ်ပေါ့နော် Okay ပြီပြီဆိုလို့ရှိရင်တော့အမှန်လေးကိုချက်လိုက်မယ်ပြီးအမှန်ကိုထက်ချင်မယ်ချစ်ပြီပြီဆိုလို့ရှိရင်တော့ပြန်ပြီးတော့ play လုပ်ကြည့်လို့ရပြီပေါ့နော် Okay ကိုကဒီဗီဒီယိုလေးကိုနည်းနည်းအနောက်လေးတိုးပြီးလိုချင်နေဆိုလို့ရှိရင်ဒီ club broken လေးကိုအနောက်ကိုနည်းနည်းလေးဆွဲလိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်တော့ဒါလေးကို play လုပ်ကြည့်လို့ရပါပြီ Okay ဒီမျိုးလေးရပြီဆိုလို့ရှိရင်ဒါလေးအားလုံးကိုညှီတော့လိုလိုက်ညှီလိုက်မယ်ပြီးတော့ပြီးသွားပြီဆိုလို့ရှိရင်တော့အပေါ်ကနေပြီးတော့ export ထုတ်လို့ရပြီပေါ့နော် export ထုတ်လို့ပြီးပြီဆိုလို့ရှိရင်တော့ဒီမြားလေးနဲ့ပဲအထဲကိုပြန်ဝင်လိုက်မယ် ဝင်ပြီဆိုလို့ရှိရင်ဒီပုံလေးကောဗီဒီယိုလေးကောကိုနှစ်ခုလုံးကို ဖြတ်ထားလိုက်မယ်ပေါ့နော်ပြီးလို့ရှိရင် add over လေးကိုနှိပ်မယ် overlay တက်ရောက်ပြီဆိုလို့ရှိရင်တော့ကိုကခုနကတော့ export ထုတ်ခဲ့တဲ့ video လေးကိုပြန်ထည့်ရမယ်ပေါ့နော် app ကိုနှိပ်ပြီးတော့ထည့်လိုက်မယ်ပြီးရင်ဒါလေးကိုထုံးစံအတိုင်းပဲ screen အပြည့်ကိုချက်ထားလိုက်မယ်ပေါ့နော်ချက်ပြီဆိုလို့ရှိရင်ဒီမှာမှန်ကွဲဒီလိုမျိုးမှန်ကွဲလေးတွေပေါ်လာရယ်ပေါ့နော်မှန်ကွဲလေးပေါ်လာပြီဆိုလို့ရှိရင်ဘေးကိုဆွဲမယ် ဖေးကိုဆွဲပြီဆိုလို့ရှိရင် remove pg ကိုနှိပ်မယ် chroma key ကိုနှိပ်ပြီးလို့ရှိရင်တော့ဒါလေးကိုနည်းနည်းလေး okay remove လေးဆွဲလိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်တော့အမှန်ကိုချစ်လိုက်မယ်အမှန်ကိုချစ်ပြီးလို့ရှိရင်ပြည့်ကြည့်လို့ရပါပြီဒီလိုမျိုး background လေးရက်လာပြီဆိုလို့ရှိရင်တော့နောက်ထပ်အဖြူရောင် background လေးတစ်ခုထည့်ထည့်ရမယ်ပေါ့နော်အဲ့တော့ overlay ကိုနှိပ်လိုက်မယ် add overlay ကိုနှိပ်လိုက်မယ် ဒီမှာဆိုလို့ရှိရင်တော့ကိုကအဖြစ်အပျက် background လေးတစ်ခုရှိထားဖို့လိုမယ်ပေါ့နော်တကယ်လို့ကို့မှာ down ရမှာရှိဘူးဆိုလို့ရှိရင်တော့အပေါ်က library ကနေလဲယူပြီးတော့သုံးလို့ရမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့ညီမက down ထားတဲ့ video လေးရှိရတဲ့တရားလေးကိုယူသုံးလိုက်ပါတယ်ထုံးစံနိုင်မဲ့တာလေးကိုဆက်ခွင့်အပြည့်လေးချိန်ထားလိုက်မယ်ချိန်ပြီဆိုလို့ရှိရင်တော့ကိုထည့်ထည့်ရင်းနဲ့ character လေးထည့်ထည့်မယ်ပေါ့နော်အဲ့တော့ add over လေးကိုနှိပ်ပြီးတော့ထည့်ပါမယ် โอเคဒီ character လေးရလာရပေါ့เนาะ character ရလာပြီဆိုလို့ရှင်ကထုံးစံအတိုင်းပဲကိုလိုချင်တဲ့နေရာလေးတွေကို character လေးတွေကိုလိုက်ရွှေ့ထားလိုက်မယ်ရွှေ့ပြီဆိုလို့ရှင်ဒါကို duplicate ပွားမယ်ကိုကဘယ်ညာနှစ်ဖက်လေးလိုချင်တာဖြစ်တဲ့အတွက်ပေါ့เนาะအဲ့တော့နောက်ထပ်ဘေးလေးကိုထပ်ဆွဲလိုက်မယ်ဒါလေးကိုလည်းထုံးစံတိုင်းမညီညီလေးထားမယ်ပေါ့နော်။ထားပြီးဆိုလို့ရှိရင်တော့ဒီ layer ကိုအောက်ကိုတိုးမယ်။အောက်ကိုတိုးပြီးလို့ရှိရင် video ရဲ့နောက်ဆုံးကို okay ဒီမျိုးလေးရွှေ့ထားလိုက်ပါမယ်။နောက်တစ်ခုကိုလည်းဘေးလေးဆွဲပြီးတော့ရွှေ့ထားလိုက်ပါမယ်။ ရွှေပြည့်ဆိုလို့ရှိရင်တော့အပေါ်မှာပုံနေတဲ့ဟာလေးကိုဖြတ်လိုက်ပါမယ်။ပြီးရင်အန်တနီကိုလည်းဖြတ်လိုက်ပါမယ်။အကုန်လုံးညီသွားပြီဆိုလို့ရှိရင်တော့ဒါလေးတွေကို animation စပြီးတော့ပေးလို့ရပြီပေါ့နော်။ animation ဘယ်လိုမျိုးစပေးမလဲဆိုတော့ဒါလေးကို duration လေးနည်းနည်းလေးဆွဲလိုက်တယ်ပေါ့နော်။ဆွဲပြီဆိုလို့ရှိရင်တော့ဒီ 50f လောက်မှာပထမ layer လေးကိုဒီလိုမျိုးလေးတိုးထားလိုက်ပါမယ်။ပြီးလို့ရှိရင်တော့နောက်ထပ် layer ကိုဒီ1 second လောက်မှာတိုးလိုက်ပါမယ်။ โอเคဒီလိုလေးရလာပြီဆိုလို့ရှိရင်တော့ animation ဆက်ပြီးတော့ပြင်မယ်ပေါ့နော်ဒီနေရာမှာ video ကိုထပ်ပြီးတော့ key frame ချမယ် key frame ချပြီးဆိုရှင်အရှိဆုံးကိုတိုးပြီးတော့ဒီ character ကိုမမြင်ရသည့်အောက်ကိုဆွဲလိုက်မယ်ပေါ့နော်โอเคဒီလိုလေးဆွဲပြီးပြီဆိုလို့ရှိရင်တော့ crop ကိုနှိပ်မယ် e scene ကိုနှိပ်မယ် โอเคဒီမျိုးလေးရပါပြီအောက်က layer ကိုလည်းအဲ့လိုမျိုးပဲ 20f ကိုသွားလိုက်ပါမယ်။ 20f ကိုသွားပြီဆိုလို့ရှိရင်ဒီ layer ကိုထောက်မယ်။ key frame နှိမ်မယ်။အရှိဆုံးကနေရာကိုသွားပြီးတော့ဒီ character ကိုမမြင်ရအထိဆွဲလိုက်မယ်။ဆွဲပြီဆိုလို့ရှိရင်တော့ group ကိုနှိမ်မယ်။ easing ကိုနှိမ်မယ်ပေါ့နော်။ okay ဒီမျိုးလေးရပါပြီ။ဒါဆိုလို့ရှိရင်ဒီဟာလေးကို export ထုတ်လိုက်ပါမယ်။ အေးစိုးပြီးပြီဆိုလို့ရှိရင်တော့ဒီများလေးနဲ့ပြန်ဝင်မယ်ပေါ့နော်ဝင်ပြီးပြီဆိုလို့ရှိရင်ကိုကနောက်ထပ်လေယာလေးတစ်ခုကိုထည့်ပြီးတော့ထည့်ချင်တာဖြစ်တဲ့အတွက်နောက်ထပ် character တစ်ခုပေါ့နော်အဲ့လိုမျိုးထည့်ထည့်ချင်တာဖြစ်တဲ့အတွက်ဒီ character လေးတွေကိုဖြတ်လိုက်မယ်ဖြတ်ပြီးပြီဆိုလို့ရှိရင်ဒီ 50f လောက်မှာပဲ timeline ကိုထားပြီးတော့ add over လေးကိုနှိပ်မယ် ဒီမှာကိုထည့်ထည့်ခြင်းနဲ့ character တစ်ခုကို add ကိုနှိပ်ပြီးတော့ထည့်လိုက်မယ်ဒီမှာဆိုလို့ရှိရင်ဒီ background မဖျက်သေးတာဖြစ်တဲ့အတွက်ဘေးကိုဆွဲပြီးတော့ remove pg ကိုနှိပ်မယ် auto remove ကိုနှိပ်မယ်ပေါ့နော် auto remove ကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်တော့ဒီလိုမျိုးလေး auto ပြတ်သွားရပေါ့နော်ပြီးတော့အမှန်ကိုချစ်မယ်အမှန်ကိုချစ်ပြီးဆိုလို့ရှိရင်ဒါကိုလည်းထုံးစံအတိုင်းပဲကိုလိုချင်လိုမျိုး adjust လေးလုပ်မယ်ပေါ့နော် okay ဒီမျိုးလေးပြီးပြီဆိုလို့ရှိရင်တော့ဒီ1 second လောက်ကိုသွားမယ်1 second လောက်ကိုသွားပြီးပြီဆိုလို့ရှိရင်ဒီပုံကိုထောက်မယ်ထောက်ပြီးပြီဆိုလို့ရှိရင် key frame ကိုနှိပ်မယ် အရှိသုံးနေရာကိုသွားပြီးတော့မမြင်ရတဲ့အထိအောက်ကိုဆွဲထားလိုက်မယ်ပေါ့နော်ပြီးတော့ group ကိုနှိပ်မယ် icing ကိုနှိပ်မယ် okay ဒါကိုလဲထုံးစံအတိုင်းပဲဒါလေးကို video ရဲ့နောက်ဆုံးကိုရွှေ့လိုက်ပါမယ် okay ဒီမျိုးညီသွားပြီဆိုလို့ရှိရင်တော့ဒါလေးကို export ထုတ်လိုက်မယ် အစ်ဖိုတိုလို့ပြီးပြီဆိုလို့ရှိရင်ဒီမြားလေးနဲ့ပဲပြင်ဝင်မယ်ပေါ့နော်ဝင်ပြီးပြီဆိုလို့ရှိရင်တော့ဒီပုံလေးရဲ့အပေါ်ကဒီ background လေးတွေကိုဖြတ်လိုက်ပါမယ်ဖြတ်ပြီးပြီဆိုလို့ရှိရင်တော့ခုနကအစ်ဖိုထုတ်ခဲ့တဲ့ video နှစ်ခုလုံးကိုထည့်လို့ရပါပြီနှမတစ်ခုကိုပဲအရင်ထည့်မယ်ပေါ့နော်အဲ့တော့ add over လေးကိုနှိပ်မယ် ခုနက export ထုတ်ခဲ့တဲ့ video လေးကို add လုပ်လိုက်မယ်ပြီးလို့ရှိရင်ဒါကိုထုံးစက်တိုင်းမှာ screen အပြည့်လေးချက်လိုက်မယ်ပေါ့နော်ချက်ပြီးပြီဆိုလို့ရှိရင်တော့ဒီပုံလေးမှာလေးတွေအပေါ်တက်လာတဲ့နေရာပေါ့နော်အဲ့နေရာလောက်ကိုထားမယ်ထားပြီးပြီဆိုလို့ရှိရင်အောက်က tools လေးတွေကိုဆွဲမယ်ဆွဲပြီးပြီဆိုလို့ရှိရင်တော့ mask ကိုနှိပ်မယ်ပြီးလို့ရှိရင် cycle ကိုနှိပ်မယ်ပေါ့နော် Okay ဒီလိုမျိုးအဝိုင်းပုံစံလေးလိုချင်တာဖြစ်တဲ့အတွက် cycle ကိုနှိပ်လိုက်တာဖြစ်ပါတယ်ပြီးရင်တော့ဒီပုံလေးကို โอเคทีนี้เราก็ตั้วมั้ยตั้วปี้ဆိုရှင်အမှန်ကိုချစ်မယ်အမှန်ချစ်ပြီဆိုဒါလေးကို duplicate လေးပွားလိုက်မယ်ပေါ့เนาะ duplicate ပွားပြီဆိုရှင်တော့ဗီဒီယိုကိုအောက်ကိုဆွဲလိုက်မယ်โอเคပြီးရင်ဒီပုံကိုဘေးလေးကိုပြန်တိုးလိုက်မယ်ပေါ့เนาะဒီညီလေးတော့တိုးဖို့လိုပါတယ်ဒါမှနှစ်ဖက်လုံးညီမှာပေါ့เนาะโอเคပြီးလို့ရှင်ဒါလေးကို play လုပ်ကြည့်အောင် ်ဟုတ်ပြီတင်လို့ရပါတယ်ရပြီဆိုလို့ရှိရင်တော့ဒီအနောက်က background လေးကိုလည်းနည်းနည်းလေးတိုးထားလိုက်မယ်ပေါ့နော်ညီသွားလို့ဒီပုံလေးမှာအဖြူရောင်အဝိုင်းလေးတွေကတော်တော်ကြာတော့မှပေါ်လာမျိုးပေါ့နော်အဲ့လိုမျိုးဆိုတော့ဒီဟာလေးကိုဒီမလေးတိုးလိုက်ပါမယ်ရောက်ကဟာကိုလည်း okay ဒီလေးတိုးထားလိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်တော့ဒီဗီဒီယိုကိုအရှိဆုံးဆွဲလိုက်မယ်ဒါကိုလည်းအရှိဆုံးခဏဆွဲထားလိုက်မယ်ပေါ့နော်ဆွဲပြီဆိုလို့ရှိရင်ပြန်ပြီးတော့ကြည့်အောင် โอเคဒါဆိုလို့ရှိရင်တော့ animation စပြီးတော့ပြီးလို့ရမယ်ပေါ့เนาะဒုတိယ layer ကို 10f ပေါ့เนาะဒီ 10f မှာ timeline လေးကိုထားပြီးတော့ 10ft ကိုဒုတိယ layer ကိုထားလိုက်မယ်ပြီးလို့ရှိရင်တော့ပထမ layer ကိုထောက်ပြီးတော့အဲ့ 10f မှာပဲ keyframe တစ်ခုချမယ်ပြီးရင်အရှိဆုံးကိုတိုးလိုက်မယ်တိုးပြီးဆိုလို့ရှိရင်တော့ဒီ video လေးကိုအလုံးဝမမြင်ရတဲ့နေရာထိဆွဲထားလိုက်မယ်ပြီးတော့ group ကိုနှိပ်မယ် group ကိုနှိပ်ပြီးဆိုလို့ရှိရင်တော့ဒီ is in လေးကိုထည့်မယ်ပေါ့နော် okay ကလေးရပါပြီ ဒုတိယလေယာကိုထောက်လိုက်မယ်ဒုတိယလေယာကိုထောက်ပြီးဆိုလို့ရှိရင်တော့ဒီ 20F လောက်မှာ key frame ကိုချမယ်ပေါ့နော်ဗီဒီယိုကိုထောက်တယ် key frame ကိုချတယ်ပြီးလို့ရှိရင်တော့အရှိဆုံးနေရာလေးကိုသွားပြီးတော့ထုံးစံတိုင်းမယ်ဒီဗီဒီယိုလေးကိုတော့မမြင်ရတဲ့အထိဆွဲလိုက်မယ်ပေါ့နော်ဆွဲပြီးဆိုလို့ရှိရင်တော့ဒီ grab လေးကိုနှိပ်မယ်ပြီးလို့ရှိရင် is in လေးကိုပဲနှိပ်မယ်ပေါ့နော် okay ဒီမျိုးလေးရပါပြီ ဒီလိုမျိုးနှစ်ခုလုံးအပေါ်ကိုတက်လာပြီဆိုလို့ရှိရင်တော့ဒီနှစ်ခုလုံးကို key frame လေးလိုက်ချမယ်ပေါ့နော် key frame လေးချမယ်ချပြီဆိုရှင်ဘေးလေးနည်းနည်းဆွဲမယ်ပေါ့နော်ဒီ1 second ရဲ့အနောက်ကအဆက်၄နားလောက်မှာပဲ key frame တစ်ခါထက်ချမယ်နောက်ထပ် key frame တစ်ခါအပေါ်က layer ကိုလည်း key frame ထက်ချရပေါ့เนาะပြီးရင်တော့အနောက်လေးနည်းနည်းတိုးပြီးလို့ရှင်ဒီ layer လေးကိုချုပ်လိုက်မယ်ပေါ့เนาะချုပ်ပြီးလို့ရှင်အောက်ဆုံးကိုဆွဲထားလိုက်မယ်အဲ့ဒီအောက်က layer ကိုလည်းအဲ့လိုမျိုးပဲထောက်လိုက်တယ်ထောက်ပြီးလို့ရှင်ဒါလေးကိုနည်းနည်းလေးချုပ်လိုက်တယ်ချုပ်ပြီးလို့ရှင်အောက်ဆုံးနေရာကို โอเคဒီမလေးဆက်လိုက်တယ်ပေါ့เนาะပြီးလို့ရှိရင်တော့ဒါလေးကိုပရီလုပ်ကြည့်မယ်โอเคဒီမျိုးလေးအောက်ကိုတိတ်တိတ်လေးဖြစ်ပြီးတော့ကြာလာရယ်ပေါ့နော်အဲ့လိုမျိုးကြာလာပြီဆိုလို့ရှိရင်မကြာလာခင်နေရာလေးကိုကိုကသွားမယ်ပေါ့နော်ခေဒါဆိုလို့ရှိရင်ဒီမှာကြာတော့မယ်ပေါ့နော်အဲ့နေရာလေးမှာကိုကခုနကတော့ export ထုတ်ခဲ့နောက်ထပ်ဗီဒီယိုတစ်ပုတ်ကျန်သေးရယ်မလားအဲ့ဗီဒီယိုတစ်ပုတ်ကို add over လေးကိုနှိပ်ပြီးတော့ထည့်လိုက်ပါမယ် ဟုတ်ပြီအဲ့လိုမျိုးလေးရလာပြီဆိုလို့ရှင်ထုံးစံတိုင်းမှာဒါလေးကို screen အပြည့်ချက်လိုက်မယ်ချက်ပြီဆိုလို့ရှင်တော့ဒီမှာလူပေါ်လာတဲ့နေရာလေးမှာပဲကိုကထုံးစံတိုင်းမှာ mask လေးထည့်မယ်ပေါ့နော် mask ကိုနှိပ်မယ်ပြီးရင် cycle ကိုနှိပ်မယ် okay ဒီမျိုးလေးအဝိုင်းလေးထည့်လိုက်မယ်ပေါ့နော်ပြီးတော့အမှန်ကိုချစ်လိုက်မယ်အမှန်ကိုချစ်ပြီဆိုလို့ရှင်ဒီဟာကိုလည်းခုနလိုမျိုးပဲအဖြူအောင်ကအရင်ပေါ်နေရဖြစ်တဲ့အတွက်ဒီအဖြူအောင်ကိုဖြတ်လိုက်ပါတယ်ဖြတ်ပြီးတော့ရှေ့ကိုတိုးမယ်ဗီဒီယိုကိုရှေ့တိုးလိုက်တယ် ဖြတ်ပြီးပြီဆိုလို့ရှိရင်တော့ဒီမှာ 20F flag ကိုတွားလိုက်မယ် 20F flag ကိုရောက်ပြီဆိုလို့ရှိရင်8 layer ကိုထောက်မယ် key frame ကိုနှိပ်မယ် key frame နှိပ်ပြီးပြီဆိုလို့ရှိရင်အရှိဆုံးနေရာကိုတွားပြီးတော့ဒီ video ကိုလည်းအရင်တိုင်းပဲလုံးဝမမြင်ရတဲ့နေရာထိဆွဲထားလိုက်မယ်ပေါ့နော်ဆွဲပြီးပြီဆိုလို့ရှိရင် crop ကိုနှိပ်မယ် is in ကိုနှိပ်မယ်ပေါ့နော် Okay, ဒီလိုရပါပြီ။ ဒီလေးလာပြီဆိုလို့ရှိရင်တော့ကိုကဒီမှာမြားလေးထည့်ထည့်မယ်ပေါ့နော်ဒီနေရာမှာကိုကထည့်ကျင်လဲရတယ်မထည့်ကျင်လဲရတယ်ပေါ့နော်ညီမကတော့ဒီနေရာမှာသုံးတန်းလို့ထည့်ထည့်มาဖြစ်ပါတယ်မြားလေးနဲ့ပြန်ထွက်လိုက်မယ်မြားနဲ့ပြန်ထွက်ပြီဆိုလို့ရှိရင် test ကိုနှိပ်မယ်ပေးကိုဆွဲမယ်ဒီ draw ဆိုတဲ့ဟာလေးရှိရင်เนาะအဲ့ draw ဆိုတဲ့ဟာလေးမှာကိုကအဆက်ဆက်လေးတွေရှာဖို့လိုရပေါ့เนาะဒီမှာပါပေးကိုနည်းနည်းဆွဲလိုက်မယ်ဆိုလို့ရှင်ဒီအဆက်ဆက်လေးရှိရပေါ့เนาะအဲ့အဆက်ဆက်လေးနဲ့တုံးလို့ရတယ်လို့ဒီဘက်ပေးမှာရှိရဒီ provision နဲ့အဆက်ဆက်လေးလည်းတုံးလို့ရရပေါ့เนาะ ်အော်ဒီနာအဖရီတုံးလို့ရတဲ့ဟာနဲ့ပဲညီမတုံးရမယ်ပေါ့နော်ဒီအဆက်ဆက်လေးကိုနှိပ်လိုက်မယ်ဆက်ဆက်လေးနဲ့နှိပ်လိုက်ပြီးဆိုရှင်ခေဖေးလေးကိုလက်လေးနဲ့ပဲရှုပ်လိုက်တာပေါ့နော်ရှုပ်ပြီဆိုလို့ရှင်တော့အမှန်လေးကိုချစ်လိုက်မယ်ဒီလိုမျိုးများလေးထည့်ပြီးဆိုလို့ရှိရင်အိမ်ညာလေးရလေးကိုထားလိုက်မယ်ထားပြီးဆိုလို့ရှိရင်တော့ဘေးလေးကိုလည်းနည်းနည်းတိုးမယ်ပေါ့နော်ဒါလေးကိုနည်းနည်းလေးချုံလိုက်မယ် ဒီမလေးချုပ်ပြီဆိုလို့ရှိရင်တော့ဒါလေးကို animation ပေးမယ်ပေါ့နော် animation ကဒီဟာလေးနေပေးရတာပါ animation ကဒီမှာဗာပေးမယ်ဆိုရင်ဒီမှာ black white lab ဆိုတဲ့ဟာလေးပေးလိုက်မယ်ပေါ့နော် okay ဒီမျိုးပေးပြီဆိုလို့ရှိရင်အမှန်လေးကိုချစ်လိုက်မယ်အမှန်ချစ်ပြီဆိုလို့ရှိရင်ဒါလေးကို duplicate လေးပွားလိုက်မယ်ပေါ့နော် duplicate လေးကိုဒီဘက်ဘေးလေးကလူ over တွားအောင်လို့ပွားလိုက်တာပါပြီးလို့ရှိရင်အောက်ကမဲပါကိုနှိမ့်လိုက်လို့ရှိရင်တော့ဘေးလေးကို โอเคဒီဘက်ဘေးလေးကိုစောင်းသွားရပုံလေးဖြစ်သွားရပေါ့เนาะဘယ်လိုရှင်တော့ဒီဘက်လေးကိုတိုးထားလို့ရှင်ရပါပြီဒါလေးတွေကိုလည်းထုံးစံတိုင်းမှာအနောက်ထိကိုရွှေထားလိုက်ပါမယ်ဗီဒီယိုနဲ့အားလုံးကိုညီသွားအောင်လို့ရွှေလိုက်ပါမယ်ပြီးပြီဆိုလို့ရှင်တော့အားလုံးကို play လုပ်ကြည့်လို့ရပါပြီဒါဆိုလို့ရှင်တော့ညီမအခုပြပြခဲ့တဲ့ tip လေးတွေကိုနားလည်လိမ့်မယ်ထင်ပါတယ်နောက်ထပ်ဗီဒီယိုတွေကို ထပ်ကြည့်လို့ရအောင် channel လေးကို subscribe လေးနဲ့ခဲ့ပြီးပို့ပြောချင်ပါတယ်